အားလုံးဝမင်္ဂလာပါမြန်ခရစ်တွန်းနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့အခုတစ်ခေါက်လာတဲ့ launch pool မှာဘယ်လိုမျိုး farming လုပ်ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဒီတစ်ခေါက်လာတဲ့ project က Huma Finance ဆိုတဲ့ project ဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ launch pool page ကိုသွားကြမယ် launch pool page ကိုရောက်ဖို့ဆိုရင် more က launch pool ဆိုတဲ့နေရာလေးကိုသွားရမှာဖြစ်ပါတယ် mobile phone သမားတွေဆိုရင်လည်း more က launch pool ဆိုတဲ့ icon လေးကိုတွေ့အောင်ရှာပါကျွန်တော်ဒီလိုမျိုးလေးရင်မြန်ပုံစံမျိုးဒုံးမြန်ပုံစံမျိုးလေးနဲ့ရှိရပါတော့ အားလေးကိုရှာလိုက်ဒါဆိုရင် launch pool ဆိုတဲ့နေရာလေးကိုရောက်သွားလိမ့်မယ်ဒုံးပြန်တင်ဂေတာလေးနဲ့ရှာရင်လည်းတွေ့လိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာကိုရောက်ပြီဆိုရင်ပထမအဦးဆုံးတွေ့ရမယ့်နေရာကဒါမျိုးတွေ့ရမှာပေါ့နော် launch pool နဲ့ဟိုတာ airdrop ဆိုပြီးတော့ tab နှစ်ခုတွေ့လိမ့်မယ် mobile phone သမားတွေကတော့ချက်ချင်းဒီလိုမျိုးဟူမာဆိုတဲ့ logo လေးနဲ့ဒီလို page ၃ခုတွေ့နေလိမ့်မယ် USDC တို့ FTUSD တို့ BNB တို့အစရှိတဲ့ဖြစ်ပေါ့နော်၃ခုနဲ့ family လောက်လို့ရမှာဖြစ်ပါတယ်ဒီတစ်ခေါက်လာတဲ့ project က၃ရက်အတိ family ရမှာဖြစ်ပါတယ် လောလောဆယ်မှာတော့ Family ကမစသေးဘူးဒါပေမဲ့သေးကြတဲ့ Devoyo တင်ပေးတဲ့အချိန်မှာတော့ Family ကစနေလောက်ပြီကျွန်တော်က Vuyo ကိုကြိုပြီးတော့လုပ်ပေးထားတာပေါ့နော်စဖို့အတွက်9နာရီနဲ့32မိနစ်အချိန်ကြာမှသေးတယ် Family လုပ်လို့ရတဲ့ token က3ခုရှိမှဖြစ်ပါတယ်အရင်ရှိတစ်ခေါက်နဲ့အတူတူပဲရှိတော့ SXT မှာဆိုရင်လည်း USDC FTUSD BNB အခုလဲ USDC FTUSD BNB 3ခုပဲပေါ့နော်ဒါကမှ USDC ပူအတွက်ကတော့စုစုပေါင်းပေးတဲ့ total airdrop ပမာဏရဲ့ဆယ်ရာခိုင်နှုန်းကိုပေးမှာဖြစ်ပါတယ် Total Aero ကကျွန်တော်ဒီမှာ250 million ဟူမာတိုကင်တွေကိုပေးมาဖြစ်ပါတယ်အဲ့တော့ဒီထက်က100ရာခိုင်နှုန်းကို USDC နဲ့ Family လောက်တဲ့သူတွေကိုခွဲပေးမယ်ဒီထက်က900ရာခိုင်နှုန်းကို FTUSD နဲ့ Family လောက်တဲ့သူတွေကိုခွဲပေးမယ် BNB သမားတွေကတော့အများဆုံးရမှာဖြစ်ပါတယ်85ရာခိုင်နှုန်းအထိရမယ်ပေါ့နော်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ USDC နဲ့ FTUSD ဖမ်းမဲ့သူတွေကဒီ page ကိုရောက်အောင်လာဖို့လိုအပ်ပါတယ် BNB သမားတွေကတော့ကိုယ့်ရဲ့ BNB တွေကို simple end မှာ log ပဲဖြစ်ဖြစ် flexible ပဲပဲဖြစ်ဖြစ်လောက်ထားရုံနဲ့တင် huma token တွေကို auto farm ရမှာဖြစ်ပါတယ်ဒီထဲကိုလာစရာမလိုဘူးပေါ့နော်သို့တော့ USDC နဲ့ FTUSD တွေကဒီထဲကိုရှောက်အောင်လာဖို့ logo လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ USDC တွေကိုကျွန်တော်တို့ simple end မှာ flexible လောက်ထားရုံနဲ့တင် launch pool ကို auto မှာ farm မှုပေါ့နော်ဒါပေမဲ့ BNB သမားတွေကတော့အဲ့လိုလောက်ထားရုံနဲ့တင် auto farm လောက်မှာဖြစ်ပါတယ်အဲ့တော့ဒီ၃ခုတွေကတစ်ခုခုနှိပ်လိုက်ရင်ရပြီဒါဆိုရင်ကျွန်တော်တို့ဒီ page လေးကိုပြန်ရောက်လာမယ်ပေါ့နော် USDC ဘူး FTUSD ဘူးဆိုတဲ့ icon လေးတွေကိုနှိပ်ပြီးတော့ပြောင်းလို့ရတယ်ကျွန်တော်က USDC နဲ့ဒီဘူးရောမှာ family လောက်ပြမှာဖြစ်ပါတယ် BNB သမားတွေကရှင်းမှလည်းပြောခဲ့ပြီးသားဒီကိုလာပြီးတော့ထည့်เสียရမလို့ထည့်ရင်လည်းရတယ်ဘာမှထူးဘောနော်အတူတူပဲအဲ့တော့ဒီမှာထည့်ထားတဲ့ BNB 0.53ဆိုရင် simple n နဲ့မှထည့်ထားတဲ့ BNB တွေဖြစ်ပါတယ်ဒီထည့်ကလာပြီးတော့ lock ဆိုတဲ့ button ကိုနှိပ်ပြီးတော့ထည့်ထားတာမဟုတ်ဘူးဘောနော်ဒါပေမဲ့ USDC သမားတွေကကြတော့ lock ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ထည့်ပေးဖို့လိုအပ်တယ် အနည်းဆုံးထည့်လို့ရတဲ့ပမာဏကတော့0.01ဒေါ်လာကနေစတယ်။အများဆုံးကတော့ကိုယ်မှရှိသလောက်ထည့်လို့ရမှာဖြစ်ပါတယ်။ညားရဲ့များသလို reward ကိုလည်းပို့ပြီးတော့ပေးမဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့တော့ mask ကိုနှိပ်တဲ့ PN lock ဆိုတဲ့ button လေးကိုနှိပ်လိုက်။ successfully lock USDC လို့ပေါ်သွားပြီဆိုရင်ရပြီ။ပြီးပြီဆိုရင် USDC lock ဆိုတဲ့အောက်မှာကျွန်တော်တို့ထည့်လိုက်တဲ့ USDC ပမာဏပေါ်လာပြီဆိုရင်ဒါ farming အတွက်လောက်တာပြီးသွားပြီ။ကျွန်တော်တို့ farming စတဲ့အချိန်ဒီနိုင်ကောင်းကောင်းလေးကုန်သွားလို့စပြီဆိုတဲ့အချိန်မှာ huma token တွေကိုစပြီးတော့ farming လုပ်မှာဖြစ်ပါတယ်။ သို့တော့ကိုယ်မှရှိနေတဲ့ USDC တွေအာရှိတဲ့လောက်ထည့်လို့ရတယ်ဆိုရင်ပဲပေါ့နော်ဒီမှာ maximum hourly airdrop ဆိုတဲ့ပမာဏနဲ့ကန့်သက်ထားတယ်လူတစ်ယောက်ကနိုင်တိုင်းမှာအများဆုံးရနိုင်တဲ့ airdrop ပမာဏက3422 huma token ကိုပဲ hourly airdrop အနေနဲ့အများဆုံးရနိုင်မှာဖြစ်ပါတယ်ဒါလေးနဲ့ကန့်သက်ထားတယ်ပေါ့နော်ကိုယ်မှ USDC တွေဘီလီယံနဲ့ချီရှိပြီးတော့ထည့်လို့ဒီအကုန်လုံးကိုထည့်သက်လောက်ပြန်ရမယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူး hourly airdrop ပမာဏနဲ့ပြန်ပြီးတော့ကန့်သက်ထားပါတယ်လက်ရှိအချိန်မှာတော့ ပါဝင်တဲ့သူကနေသေးတယ်သိကြတယ်မနှက်ဆွေတော့ဒါတောက်လျှောက်တက်လာမယ်လို့ထင်တယ် family လို့လို့ရတဲ့ကာလက3ရက်ရတာဖြစ်ပါတယ်ဒီအတွက်အချိန်ရှိတုန်းလေးမှာထည့်ထားဖို့လိုအပ်တယ်ပြီးရင်ဒီထည့်လိုက်တဲ့ USDC ပမာဏတွေအပေါ်မူတည်ပြီးတော့ပြန်ပြီးအချို့ကျခွဲဝေပေးမှာဖြစ်ပါတယ် FT USD ပူးဆိုရင်လည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ထည့်လိုက်တဲ့ပမာဏအပေါ်မူတည်ပြီးတော့ပြန်ပြီးခွဲဝေပေးမှာဖြစ်ပါတယ် BNB သမားတွေကလည်းထည့်ထားတဲ့ BNB ပမာဏအပေါ်မူတည်ပြီးတော့ဒီရတဲ့ total BNB pool airdrop နဲ့ပြန်ပြီးတော့ အချို့ကျခွဲဝေသွားမဲ့ပုံစံမျိုးဖြစ်ပါတယ်။ဆိုတော့ Huma Finance ကဘယ်လိုမျိုး project လဲပေါ့နော်။ဒီ project နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင် Binance ကလုပ်ပေးတဲ့ research report ကိုစောင့်ပြီးတော့ဖတ်လို့ရတယ်။ဒါပေမဲ့ research report ကလောလောဆယ်မှာတက်မှာမဟုတ်သေးဘူး။အဲ့တော့ white paper တွေ website တွေမှာတွားကြည့်လို့ရတယ်။သူတို့ရဲ့ website မှာတွားကြည့်ရသလောက်ဆိုရင်ဒါကျွန်တော်ကြည့်ထားသလောက်ဆိုရင်ပေါ့နော်။ Huma Finance ဆိုတာကပထမဆုံး PayFi network တခုဖြစ်ပါတယ်။ PayFi network ဒီစကလုံးကိုလောလောဆယ် crypto နဲ့ပယ်ရဲမှာဒါအသေးအစံစကလုံးတခုပေါ့နော်။ ရှေ့မှာကျွန်တော်တို့ DeFi နဲ့ Science Fi နဲ့အစရှိတဲ့စကားလုံးတွေကြားပူးကြမယ်ထင်ပါတယ်လောလောဆယ်ကတော့ဒါ PayFi PayFi ဆိုတာက Payment Finance ပေါ့နော်ဒါကိုပေါင်းထားတာ PayFi ဖြစ်ပါတယ်ပထမအဦးဆုံး Blockchain ပေါ်က PayFi Network ဖြစ်တဲ့အတွက်ဒါ Innovation ဖြစ်တဲ့ Project တခုလို့ပြောလို့ရတယ်ဒီပေါ်မှာဘာတွေလောက်သွားမလဲဆိုတော့ stable coin payment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ liquidity staking နဲ့ပတ်သက်တဲ့အရာတွေကို instantly payment လုပ်လို့ရအောင်လို့ဆောင်ရွက်ပေးသွားမဲ့ project တခုဖြစ်ပါတယ် လောလောဆယ်မှာဒီ pay fine ကနေပြီးတော့ service ပေးတဲ့ထဲက transition value ကလည်းဒေါ်လာ4.5 billion အထိရှိထားပြီးပြီ total active liquidity အနည်းနဲ့လည်းဒေါ်လာ104 million ရှိထားပြီးပြီဒါကလက်ရှိအချိန်မှာသူရဲ့ milestone တွေပေါ့နော်အာ6 layer framework နဲ့အလုပ်လုပ်မယ် layer 6ခုနဲ့အလုပ်လုပ်သွားမယ်ပုံစံမျိုးဖြစ်ပါတယ် ကျွန်တော်တို့ကအရင်တုန်းက traditional payment method တွေမှာဆိုရင်ငွေလွှဲတဲ့အခါမျိုးတွေမှာဆောင်ရတဲ့အချိန်လေးရှိတယ်။ဒါပေမဲ့အခုကတော့ blockchain နည်းပညာကိုအသုံးပြုထားဖြစ်တဲ့အတွက် instantly payment method တွေကိုလုံးနိုင်အောင်လို့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့နောက်မှာဒီကျွန်တော်တို့ back လုပ်ပေးထားတဲ့ project တွေကိုကြည့်မယ်ဆိုရင် solar node တို့ဘာတို့ပါတယ်။ပြီးရင် sage ပါတယ်။ sage ဆိုတာကအားလုံးရင်းနှီးကြမယ်ထင်တယ်။ sage ဆိုတာကဒါကျွန်တော်တို့ stable coin တွေထုတ်တဲ့ company တခုပေါ့နော်။ပြီးတော့ stellar development foundation လို့ပုံစံမျိုးတွေပါတယ်။ ပေးဖိုင်နက်ဝတ်တခုဖြစ်တဲ့ဟူမာဖိုင်နန့်စ်ကကျွန်တော်တို့ stable coin နဲ့ on chain liquidity တွေအတွက်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ payment method တွေလုပ်နိုင်အောင်လို့ဝန်ဆောင်မှုပေးမယ်ပြီးရင် stable coin တွေကို real time transition တွေလုပ်နိုင်မှုဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဒီဘက် traditional ဘက်မှာဆိုရင် PayPal လိုပုံစံမျိုးပေါ့နော် PayPal ကကြတော့ကျွန်တော် banking system တွေကနေတဆင့်သွားရတာဖြစ်တဲ့အတွက်ငွေလဲအခါမျိုးတွေမှာဈာထဲမှာ delay ဆောင်းရတဲ့အချိန်လေးတွေရှိတယ်။ဒါပေမဲ့ဒီကောင်ကကြတော့ blockchain ကနေပြီးတော့အခြေပြုသွားမှာဖြစ်တဲ့အတွက် ချက်ချင်း real time transition တွေလုပ်လို့ရနိုင်မှာဖြစ်ပါတယ်ပို့ပြီးတော့မြန်မြန်ပို့ပြီးတော့လင်းလင်းမြန်မြန်နဲ့ကျွန်တော်တို့ traditional finance တွေမှာရှိတဲ့ delay တွေကိုရှော့ရှားနိုင်မဲ့ပုံစံမျိုးသွားမှာဖြစ်ပါတယ်ဒါကစမ်းသစ်လာတဲ့နည်းပညာတစ်ခုဖြစ်တဲ့ bayfi network လောလောဆယ် crypto တွေမှာဒါစကလုံးအသစ်တစ်ခုဖြစ်ပါတယ်လက်ရှိအချိန်မှာ huma ရဲ့ use case တွေကိုကြည့်မယ်ဆိုရင် invoice financing တွေပြီးရင် supply chain finance တွေ creator monetization ပုံစံမျိုးတွေကို ဒါလက်ရှိအချိန်မှာ use case အနေနဲ့အသုံးပြုလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။လင်းလင်းမြန်မြန်နဲ့ငွေလွှဲလို့ရမယ့်ပြီးပြီဆိုရင်အကုန်ကြားစရိတ်တွေကိုအသက်နိုင်ဆုံး short ချသွားမယ့်ပုံစံမျိုး။နေဆက်ဖြတ်ကျော်ငွေလွှဲမှုတွေမှာအသုံးဝင်လာနိုင်တဲ့အကောင့်တစ်ခုဖြစ်လာနိုင်ပါတယ်။ဆိုတော့ဒါကတသက်စာနည်းပညာတစ်ခု innovation ဖြစ်တဲ့နည်းပညာတစ်ခုဖြစ်နေသေးတဲ့အတွက်ကိုကဒီ project နဲ့ပတ်သက်လို့လေ့လာကြည့်ချင်တယ်ဆိုရင်တော့ကိုရိုင်းကိုကြ website တွေ white paper တွေကိုဖတ်ပြီးတော့လေ့လာလို့ရတယ်။ဒါကကျွန်တော်ကဖတ်ထားတဲ့လောက်ကိုပဲပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။ ကိုယ်တိုင်စိတ်ဝင်စားရဲဆိုရင် pay five network နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီ Huma Finance နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီ website မှာလာပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်။ Okay ပါ။ဒါဆိုရင်တော့ pay five နဲ့ပတ်သက်လို့ကျွန်တော် Huma Finance နဲ့ပတ်သက်လို့ pay five ဆိုတာကဒါကသူ့ရဲ့ category တခုပေါ့နော်။နာမည်က Huma Finance ဖြစ်ပါတယ်။ Huma Finance ကိုဘယ်လိုမျိုး family လုပ်ရမလဲဆိုတာကိုလည်းသိကြမယ်။ Huma Finance ကဘလို project လဲဆိုတာကိုလည်းနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်။အခုချိန်မှာ family လုပ်လို့ရနေပြီဖြစ်ပါတယ်။ Binance ရဲ့ launch pool မှာတွားပြီးတော့ family လုပ်လို့ရပါတယ်။ family ကလာ၃ရက်ဖြစ်တဲ့အတွက်အချိန်မနှောင်းခင်မှာ family လုပ်ပြီးတော့ reward တွေအများကြီးရနိုင်ကြပါစေ။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ။